ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ very နဲ့ true ရဲ့အသုံးလေးနှစ်ခုအကြောင်းကိုဘုဒ္ဓတာအနေနဲ့မျှဝေပေးချင်ပါတယ်။ဟုတ်ပါတယ်ဒီစကားလုံးလေးနှလုံးဟာတာမန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်အတိတ်ပဲအတူတူပဲလို့ကျွန်တော်တို့ယူဆလို့ရနိုင်တယ်။တကယ်တမ်းကျွန်တော်တို့အသေးစိတ်လေ့လာလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီစကားလုံးလေးအသုံးလုံးနှစ်ခုဟာကွဲပြားခြားနားမှုရှိနေတာလေးတွေကိုတွေ့မြင်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်သေးစိတ်လေ့လာလို့ရအောင်ကျွန်တော်ဝကြလေးနှစ်ချောင်းကိုကျွန်တော်ဥပမာလေးနဲ့ရှင်းပြပါမယ်။ ဘာမှမဟုတ်ဆိုဝါကြာက the soup is very hot ဟုတ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ very hot လို့သုံးသွားပါတယ်နောက်ဝါကြာလေးဒီကြောင်ကျွန်တော်ကြည့်ကြည့်အောင် the soup is too hot ဆိုတော့ဒီဝါကြာမှာဆိုလို့ရှိရင်ကျွန်တော်ဒီနေရာက too hot လို့သုံးသွားတော့တွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီဝါကြလေးနှစ်ကြောင်းကိုတာမန်အဖြစ်ကြည့်မယ်ဆိုရင်အတူတူပဲလို့ထင်နိုင်တယ်။တကယ်တော့ကျွန်တော်တို့ရဲ့ဝါကြရဲ့အတိတ်ပဲပေါ်ဆောင်မှုကလုံးဝမတူ၊ကွဲပြားမှုရှိပါတယ်။ဘလို့ကွဲပြားတာလဲ ကျွန်တော်တို့ပထမဝက်ကြမှာကျွန်တော်တို့သုံးထားတဲ့ very hot ကရာကြည့်မယ်ဆိုလို့ရှိရင်ဒီဆွပြုတ်ကပူလာမေးပူပါတယ်ဒါပေမဲ့ဘလို့ပူလာလဲမေးလို့ရှိရင်ကျွန်တော်တို့ gluten site တောက်မယ်ဆိုလို့ရှိရင်ရနိုင်လောက်တဲ့အခြေအနေတစ်ခုမျိုးဖြစ်ပြီးတော့မှနောက်ဝက်ကြတစ်ခုမှာပါနေတဲ့ too hot ရဲ့အတိတ်ပဲကကြတော့ ကြွကြွဆူနေတဲ့ဆွပြုတ်တစ်ခုအနေနဲ့ကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာထူးနဲ့ပတ်သက်ပြီးတွဲသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုလို့ရှိရင် negative sense လို့ခေါ်တဲ့အတိတ်ဘက်ဘက်ကိုတက်ရောက်သွားတာမျိုးတွေ့မြင်မှာဖြစ်ပါတယ်။ဆိုတော့ဒါလေးကတော့ကျွန်တော်တို့ very နဲ့ to တို့ရဲ့ quarter ချက်လေးတစ်ခုပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီ video လေးရဲ့အတွက်အကျိုးတစ်ခုတစုံလေးရရှိမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်။နောက် video ဒီမှာကျွန်တော်တို့အတူတူပြန်လည်ဆောင်ရွက်ကြပါစို့။